တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်အားပြင်းကလင်ကြီးကြောင့်လန်ဒန်သားနေစာသင်ကျောင်းတို့အပြင်လျှက်စစ်ပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံမှာထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကျပ်9989ဘီလီယံကျော်ရှိခဲ့တယ်ဆိုတဲ့သတင်းပထမအချိန်မဲဆန္ဒစီရင်မှာဒေသအချို့မှာမဲဆင်းမပြည့်စုံမှုအချက်လက်ကွဲလွဲမှုလိုအပ်သည့်များအနှဲငယ်ရှိနေသည်ကိုတွေ့ရကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပြောကြားတယ်ဆိုတဲ့သတင်း ဥရောပမှာကျန်းမာရေးဝန်ထမ်း၃ဦးမှာ2ဦးသည်စိတ်ကျယောဂါခံစားနေရတယ်လို့ WHO ပြောကြားတယ်ဆိုတဲ့တဲ့။ကာဇာငင်းချင်းသဘောတူညီမှုအတွက်မိုဒရီကထရန့်နဲ့နေတန်ယာဟုကိုကျေးဇူးတင်စကားပြောကြားတယ်ဆိုတဲ့တဲ့။လီဗာပူးအသင်းအတွက်ပွဲချိန်ပြည့်ကစားဖို့တန့်ခိုင်မှုပြည့်နေပြီလို့ဤဆက်ကြုံရတယ်ဆိုတဲ့တဲ့။အစရှိတဲ့တဲ့ကိုတင်ဆက်ပေးပါပါ။ဥဆုံးတဲ့တဲ့ဘုံအနေနဲ့အရာပြင်းကလင်ကြီးကြောင့်လန်ဒန်နေအိမ်စာသင်ကျောင်းတို့အပြင်လျှက်စစ်ပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံမှာထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးချက် 9989ဘီလီယံကျော်ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အင်အားဖြင့်ငလင်ကြီးကျောင်းလန်ဒန်ထားနေအိမ်စာသင်ကျောင်းတို့အပြင်လျှက်စစ်ပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံမှာထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးချက်9989ဘီလီယံကျော်ရှိခဲ့တယ်လို့အမျိုးသားသဘောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောကြားပါရယ် အော်တိုဘာလာဆေးရက်ကနေပြည်တော်မှာရှိတဲ့လူမှုဝန်ထမ်းကင်းစည်ရေးနဲ့ပြည်လည်နေရချတာရေးဝန်ကြီးဌာနစူပေါင်းခန်းမမှာကျင်းပတယ်။2025ခုနှစ်အပြည်ပြည်ဆိုင်ရာသဘောဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ရှိလျှော့ချရေးနဲ့အထိမ့်မဲ့အခမ်းအနားမှာ၎င်းကအဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြောင်စိုးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအပြည်ပြည်ဆိုင်ရာသဘောဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရင်းနှင့်အထိမ့်မဲ့အခမ်းအနားကိုယခုနှစ်မှာ Fan Resilient No Disaster ဘေးဒဏ်ကြကြခံနိုင်ရေးသုံးဆွဲဗန္ဒာတုံ့ပြန်ပြီးစောင့်ဖုံးနဲ့ကျင်းပခြင်းဖြစ်ကြောင်းကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာအစီရင်ခံစာအရ2024ခုနှစ်ဟာအပူဆုံးနှစ်တစ်နှစ်အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းဒီကမ္ဘာလုံးအတိုင်းအတာနဲ့တဘာဝဘေးဖြစ်ပွားမှုကိုလေ့လာရမှာရေဘေးခံစာရနိုင်ခြေရှိတဲ့လူရေဟာ1980ပြည်နှစ်မှာ28ဒရမတတ်တမ်းမှ2020ပြည်နှစ်မှာ35ဒရမတတ်တမ်းအထိ24ဒရမ900ခန့်တော့မြင့်တက်ခဲ့ကြောင်းမိုးခေါင်ရေရှားပြီးဟာလွန်ခဲ့နှစ်20ကျော်အတွင်း29ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့ကြောင်း အပူပိုင်းမုန်တိုင်းကြောင့်နှစ်စဉ်ခံမှန်းခြေဆုံးရှုံးမှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ119ဘီလီယံဖြစ်ကြောင်းပြောကြားပါရယ်မြန်မာနိုင်ငံမှာလည်း2025ခုနှစ်မတ်လ28ရက်ကဖြစ်ပွားတဲ့မန္တလေးငလင်းကြီးကြောင့်လန်ဒရာနေအိစတင်ချောင်းတို့အပြင်လျှက်စီပို့ဆောင်ဆက်သွယ်ရေးစတဲ့ကဏ္ဍပေါင်းစုံမှာထိခိုက်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကျပ်8989ဘီလီယံကျော်ရှိခဲ့ကြောင်း နိုင်ငံတော်ကြီးကဲရဲ့ဥဆောင်လက်ညှိုးမှုအမျိုးသားသဘာဝဘေးအနေနဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့အနီးကပ်ကြည့်ကြမှုတို့နဲ့ငလင်ဘေးအရေးပေါ်တုံ့ပြန်ရေးနဲ့ပြည်နယ်ထူထောင်ရေးလုပ်ငန်းများကိုသက်ဆိုင်ရာလုပ်ငန်းကော်မတီများဝန်ကြီးဌာနအဖွဲ့အစည်းများတိုင်းဒေသကြီးပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များပြည်သူများလက်တွဲညီစွာနဲ့ဆောင်ရွက်ခဲ့ကြောင်း ယခုအခါပြည်လေထူထောင်ရေးလုပ်ငန်းများကိုအရှိန်ဟုန်နှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံဟာကမ္ဘာလုံးဆိုင်ရာထိခိုက်ဆုံးရှုံးနိုင်ခြင်းညွန်ကိန်းရာထိခိုက်ဆုံးရှုံးနိုင်ခြင်းအမြင့်မားဆုံးနိုင်ငံ၁၀နိုင်ငံအနက်စတမမြောက်နေရာမှာပါဝင်နေရကြောင်းတဘဝပီရောပါရေးလုပ်ငန်းများကိုဦးစားပေးစစ်နေနဲ့အစဉ်တစိုက်လေးထောင်လှုပ်ဆောင်ကြရန်အလွန်ရည်ကြီးကြောင်းပေးတဲ့ကြက်ကြက်ခန်းနိုင်စွမ်းကိုထူထောင်ရမှာအစိုးရပုဂ္ဂလိကကဏ္ဍများတာမကဖွံ့ဖြိုးတိုးတက်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖွဲ့စည်းတိုင်းဟာ တမဝပီရော်ပါရေးဆိုင်ရာစီမံများတွင်ရန်ကုန်ငွေကိုပုံမထည့်သွင်းရင်းနှီးမြှုပ်နှံကြခြင်းဖြင့်ထိခိုက်ဆုံးရှုံးမှုကိုလျော့နှဲအောင်ဆောင်ရွက်ကြမှာဖြစ်ကြောင်းပြောကြားထားပါသည်။ဆက်လက်ပြီးတော့ပထမအကြိမ်မဲဆန္ဒစီရင်တွင်ဒေသအချို့မှာမဲဆင်းမပြည့်စုံမှုအချက်လက်ကွဲလွဲမှုလိုအပ်ချက်များအနှဲငယ်ရှိနေသည်ကို တွေ့ရတယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးပြောကြားရေးဆွေးနွေးတဲ့ကိုတင်ဆက်ပေးမှာပါ။ပထမအကြိမ်ထုတ်ပြန်ကြေညာခဲ့တဲ့မဲဆန္ဒစီရင်မှာ အချို့ဒေသများမှာမဲဆင်းမပြည့်စုံမှုအချက်လက်ကွဲလွဲမှုလိုအပ်ချက်များအနည်းငယ်ရှိနေတာကိုတွေ့ရတယ်လို့မြေစင်ကွင်းစင်စရင်ကောက်ရွေးကြီးကြပ်မှုဗဟုကော်မတီဥက္ကဋ္ဌလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကျိုင်ကပြောကြားပါရယ်မြေပြင်ကွင်းစင်စရင်ကောက်ရွေးကြီးကြပ်မှုဗဟုကော်မတီစည်းဝေး၄မြင်းဆောင်၂025ကိုအော်တိုဘာလ10ရက်နေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနစည်းဝေးခန်းမှာကျင်းပခဲ့ပြီးအဆိုပါစည်းဝေးတွင်မြေပြင်ကွင်းစင်ရင်ကောက်ရွေးကြီးကြပ်မှုဗဟုကော်မတီဥက္ကဋ္ဌ ရမကြီးကြိုင်နေပြည်သူ့အရေးဝန်ကြီးဌာနတောင်စုဝန်ကြီးကထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ပထမအကြိမ်ပဲဆန္ဒစင်ရင်ကိုစက်တင်ဘာလ30ရက်နေ့မှာစ၍သက်ဆိုင်ရာမြို့နယ်များလိုက်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်ပြည်သူများအနေနဲ့မိမိအမိမဲစင်းတွေပါဝင်ခြင်းရှိမရှိအချက်အလက်များပြည့်စုံမှန်ကန်မှုရှိမရှိကိုမဲစင်းထုတ်ပြန်ကြေညာထားတဲ့နေရာများသို့လာရောက်ချစ်ချွနိုင်ရေးနဲ့ပြင်ဆင်ဖြည့်ဆည်းရန်လိုအပ်ချက်များရှိပါကကာယကံရှင်များအနေဖြင့်ရေကောက်ပွဲနေဦးတွေပါပြဋ္ဌာန်းချက်များနဲ့အညီ ။တမတ်ပုံစံများဖြင့်ဖြည့်စွက်ဆောင်ရည်သက်ဆိုင်ရာတာဝန်ရှိသူများကတိတိယောယောနှိုးဆော်အတည်ပြုကြရန်လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောကြားပါရ။လက်ရှိအတည်ပြုလူဦးရေစရင်းတွင်ဌာနဆိုင်ရာဝန်ထမ်းချို့နှင့်အကြောင်းမျိုးမျိုးကြောင့်ရှေ့ပြောင်းနေထိုင်သူများသည်ပြောင်းရွှေ့နေထိုင်ရာဒေသသို့အိမ်တော်စုလူဦးရေစရင်းပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးတဲ့အတွက်မဲဆင်းပြုစုရာတွင်ကြန့်ရှိနေခြင်း၊ကွဲလွန်နေခြင်းဖြစ်ကြောင်းရင်းတို့ကိုရေကောက်ပွဲနေဦးတွေပါတမတ်ပုံစံများဖြည့်စွက်ရေးမဲဆင်းတွင်ပါရှိစေရေးအချက်လက်ကွဲလွဲမှုမရှိစေရေးဆောင်ရွက်ပေးကြရမှာဖြစ်တယ်လို့ပြည်တော်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့ ဥရောပမှာကျန်းမာရေးဝန်ထမ်း3ဦးမှာ2ဦးသည်စိတ်ကျယောဂခံစားနေရတယ်လို့ WHO ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဥရောပမှာဆရာဝန်များနဲ့သူနာပြု3ဦးမှာ2ဦးသည်စိတ်ကျယောဂသုံးမဟုတ်အစိုးရလုံယောဂခံစားနေရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဤဥရောပဌာနခွဲကသူတည်တနာလေးလာတွေ့ရှိချက်တရက်ကိုအော်တိုဘာ10ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါရေတွက်ဟာဥရောပမှာရှိတဲ့ရေဘူးရလူရေမှာအလားတူယောဂခံစားနေရတဲ့ရေတွက်ထက်ငါးအဆပုံပုံမြင့်တက်နေတဲ့အစီရင်ခံစားရင်းဆိုပါရီကျွန်တော်တို့ကျန်းမာရေးဝန်ထမ်းတွေအကြားစိတ်ကျန်းမာရေးပြဿနာဟာကျန်းမာရေးဆိုင်ရာဘေးကင်းမှုအကျက်တဲတရဖြစ်ပြီးကျွန်တော်တို့ကျန်းမာရေးစနစ်ရဲ့ပြည်ပြဆုံမှုကိုချိန်ချောက်နေပါတယ်လို့ WHO ဥရောပဆိုင်ရာညွှန်ကြားရေးမှူး Hank Clough ကဆိုပါတယ်လူဆယ်ဦးမှာတအူးကျော်မှာ သူတို့ကိုသူတို့အဆုံးစီရင်ဖို့ဒါမှမဟုတ်ထိခိုက်နာကျင်အောင်လုပ်ဖို့အတွေးရှိပါသည်။ဒါဟာကျွန်တော်တို့ရဲ့ကျန်းမာရေးကိုကျူးဆက်ပေးနေသူတွေအတွက်လက်မခံနိုင်စရာဝန်တုံးဝင်ဖို့တစ်ခုပါလို့၎င်းကဆိုပါသည်။အကြံဖတ်မှုခံစားရတဲ့ဆရာဝန်များနဲ့တုနာပြုများအလုတ်ချိန်ကြာမြင့်စွာဇက်တိုက်လိုရသူများနဲ့အလုတ်ချိန်ပြောင်းလဲအထူးသဖြင့်ညာဆိုင်ဆိုင်ရသူများဟာပုံမှုစိတ်ဖြည့်စည်းလွယ်စိုးရင်လွယ်ပြီးအဆုံးစီရင်လို့တဲ့အတွေးများပိုရှိနေတယ်လို့အစီရင်ခံစာမှာဆိုပါတယ်ဆက်လက်ပြီးတော့ ကာဇာငြိမ်းချမ်းရေးသဘောတူညီမှုအတွက်မူတီကထရန့်နဲ့နေတန်ယာဟုကိုကျေးဇူးတင်စကားပြောကြားရဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာပါကာဇာမာပြည်ကရစဲရေးသဘောတူညီမှုရရှိပြီးနောက်ငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဗဂျာမင်နီတန်ယာဟုတို့ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။မိုဒီကထရန့်ကိုမိတ်ဆွေကြီးဟုခေါ်ဆိုခဲ့ပြီးတမိုင်းဝင်ကာဇာငြိမ်းချမ်းရေးအစီအစဉ်အောင်မြင်မှုအတွက်ဂုဏ်ယူကြောင်းလူမှုမီဒီယာတွင်ရေးသားခဲ့ပါတယ်။ ပြီးကြတဲ့လကထွက်ကျင်ကြခဲ့တဲ့ဂါဇာငြိမ်းချမ်းရေးအတွက်အချက်20ပါအစီအစဉ်ကိုအီဂျစ်တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ထိုသဘောတူညီမှုတွင်အပြစ်ခတ်ရစဲရေးဂါဇာတွင်ဖမ်းဆီးခံထားရတဲ့အစ္စရေးတစားကံများနဲ့အစ္စရေးအကျဉ်းထောင်များတွင်အကျဉ်းချခံထားရတဲ့ပါလက်စတိုင်းအကျဉ်းသားများလဲလှယ်ရေးတို့ပါဝင်ပါတယ်။မော်ဒီကအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကိုလည်းကျေးဇူးတင်စကားပြောကြားခဲ့ပြီးထရိုင်းဂါဇာငြိမ်းချမ်းရေးအစီအစဉ်အောက်တွင်တိုးတက်မှုများလှုံ့ဆော်ခဲ့တဲ့အတွက်ခုံယူကြောင်းပြောကြားခဲ့ပါတယ်။ ထို့ပြင်ကာဇာဒေသခံများအတွက်လူသားချင်းစာနာထောက်ထားမှုဆန်ရအကူအညီများတိုးမြင့်ပေးမယ်လို့မိုဒီကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းမောင်းအနေနဲ့လဘာဘူးတင်းတဲ့ပွဲချင်းပြီးကစားဖို့ကြံ့ခိုင်မှုပြည့်နေပြီလို့ဤဆက်ကျုံးရတယ်ဆိုတဲ့တင်းကိုတင်ဆက်ပေးပါပါ။လဘာဘူးအသင်းတိုက်စစ်မှုဤဆက်ကအသင်းအတွက်ပွဲချင်းပြီးကစားဖို့ကြံ့ခိုင်မှုပြည့်နေပြီလို့ကျုံးရခဲ့ပါတယ်။အီဆန်26နဲ့ဟာလီဗာပူးနဲ့နွေရာသီတစ်ချောင်းလုံးတည်င်းတွေထွက်ခဲ့ပြီးအဆုံးသက်မှာပေါင်125သန်းနဲ့ရောက်ရှိလာခဲ့တာပါ စတေမန်23ရက်နေ့ကလီဖလားပွဲဖြစ်တဲ့စောက်တန်တန်နဲ့ပွဲမှာပထမဆုံးပွဲထွက်ခွင့်ကစားခဲ့ရပြီးအခြား၃ပွဲလည်းပွဲထွက်ခဲ့ပါတယ်။ဒါပေမဲ့ယခုအချိန်ထိလီဗာပူးအသင်းအတွက်ပွဲချိန်မိနစ်60လုံးကစားခွင့်မရဘဲဖြစ်နေတာပါ။ကျွန်တော်အသင့်ဖြစ်နေပြီလို့ထင်ပါတယ်။လိုအပ်ရင်မိနစ်60လုံးကစားဖို့ကျွန်တော်အသင့်ရှိနေပါတယ်လို့အီဆက်ကပြောခဲ့ပါတယ်။အီဆက်ဟာလီဗာပူးအသင်းကိုရောက်လာပြီးကတည်းကပွဲချိန်ပြည့်မှကစားရသေးပေမဲ့6ပွဲကစားကတကူးသွင်းယူထားပါတယ်။ လေဘုဒ္ဓရဲ့အော်တိုဘာလ23ရက်နေ့နဲ့နက်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်ချစ်နားဆင်ပေးခဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ